အားလုံးပဲမင်္ဂလာပါဒီနေ့မေလ28ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့တကိသတင်းကောင်းအဲ့ဒီသတင်းကောင်းကကျွန်တော်တို့တစ်ပေါ်ဖို့နော်တစ်ပေါ်ဖို့စခန်းကနေပြီးတော့ KNLA နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့အဲ့ဒီမှာဝင်ပြီးတော့တိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာဝေါ်လီဗျူဟာဆိုတာရှိတယ်ဝေါ်လီဗျူဟာကနေပြီးတော့အဲ့ဒီမှာစစ်ကိုပို့တယ်စစ်ကိုပို့တဲ့အခါကျတော့ဒီဖက်က platform သွားလို့သူတို့မြင်ရတော့ ရတဲ့ခါကျတော့ဘလို့ချက်စီလဲဆိုလို့ရှိရင်သူတို့ကထိုင်းဖက်မှာသွားတယ်။နော်ထိုင်းဖက်မှာသွားပြီးတော့ကူးလာတယ်။နော်ကူးလာပြီးတော့ခုနကစုံစည်းမြိုင်ဆိုတာရှိတယ်နော်။အဲ့ဒီစုံစည်းမြိုင်ကတော့ DKBA နော် DKBA ဗုဒ္ဓဘာသာအဲ့ဒီတင်အကျိုးပြုဗုဒ္ဓဘာသာဒီလက်နက်ကန်ရှိတယ်နော်လက်နက်ကန်ရှိတယ်။အဲ့ဒီလက်နက်ကန်ရဲ့နော်ရာဇဝင်ကလည်းကျွန်တော်တို့ရာဇဝင်တစ်ပိုင်းပဲ။ဘာဖြစ်လို့ဒီလိုဖြစ်ရလဲဆိုတော့ဒီ KNU ကပထမကတော့သူတို့ကတဖွဲ့တည်းပဲ။နောက်ဆုံးကျတော့ ခွဲထွက်သွားတယ်အဲ့ဒါကိုနေပြီးတော့မအလာကနေပြီးတော့ဘလို့ခွဲလေဆိုလို့ရှိရင်ခုနက DKPA เนาะဗုဒ္ဓဘာသာလက်နဲ့ gain เนาะအဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့ကဆရာတော်ကိုနေပြီးတော့သွေးခွဲခိုင်းတယ်เนาะမြန်ကြီးကိုဆရာတော်ဆိုတာတော်တော်နာမည်ကြီးတယ်ဆိုတော့အဲ့ဒီမြန်ကြီးကိုဆရာတော်ကနေပြီးတော့သွေးခွဲလိုက်တာเนาะသွေးခွဲလိုက်တဲ့အခါကျတော့အခုနက DKPA ဆိုတော့ပေါ်လာတယ်ဆိုတော့ DKPA ပေါ်လာရချင်းအဓိကအကြောင်းရင်းကဘာလဲဆိုတော့အဲ့ဒီ KNU ထဲမှာဒီခရိယန်တွေကဒီဗုဒ္ဓဘာသာတွေကိုအနိုင်ကျင့်တယ် အဲ့လိုမျိုးသူတို့ကအခွင့်အရေးပိုရတဲ့စသဖြင့်စသဖြင့်အဲ့လိုမျိုးခံစားချက်ရှိအောင်ခုနကမြန်ကြီးငုံဆရာတော်ကနေပြီးတော့သွေးခွေးလိုက်တာဖြစ်တယ်ဆိုတဲ့အခါကျတော့မအလာကဘလောက်ထိသွေးခွေးတာတော်လဲဆိုတာကိုအတအားပဲချိဆိုတော့အခုလည်း Power Post ခန်းကိုတိုက်တဲ့အချိန်မှာဒီ DKB ရဲ့ဌာနချုပ်ရှိရာခုနစုံစည်းမြိုင်စုံစည်းမြိုင်ကိုနေပြီးတော့သူတို့ကဖြတ်ပြီးတော့ခုနကဝော်လီကိုသွားလို့ရတယ်ဒါပေမဲ့သူတို့ကမဟုတ်ဘူးအဲ့ဒီမှာစုံစည်းမြိုင်မှာရှိတဲ့ခုန DKB ရဲ့စေပြခန်းနာ လုတ်တဲ့နေရာတွေမှာတကယ့်အဲ့ဒီနေရာမှာသူတို့ကထိုင်ချပြီးတော့နော်သူတို့ကဒီ dollar တက်ဖွက်တွေကိုတိုက်ဖို့အတွက်သူတို့လုပ်တယ်ဆိုတော့အဲ့ဒီမှာမနေ့ကထုတ်ပြန်တာကသူတို့က DKB ကအဲ့ဒီမှာဘေးလက်နက်ကိမှာသူတို့ကနေခွင့် မပေးဘူးဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တယ်နောက်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာဒီဖက်ကလူတွေကလည်းသိသွားတယ်နော်ဟိုဖက်ကဒီဗီဒီယိုတွေတက်လာတယ်မင်းကကျွန်တော်ဒီ channel မှာတင်ထားပေးတယ်ညနေပိုင်းမှာဆိုတော့သူတို့ကထိုင်းဖက်ကနေကူးတယ်ကူးပြီးတော့တခါဒီဖက်ကိုဝလေကနေထိုင်းဖက်ကူးတယ်ထိုင်းဖက်ကနေပြီးတော့ကျွန်တော်တို့ဒီတင်ပေါ့ပို့ကိုစစ်ကူသွားတယ်စစ်ကူသွားတဲ့ဟာကိုဒီ KPI ရှိတဲ့နေရာမှာသွားတယ်နော်ဘာဖြစ်လို့ဒီ KPI ရှိတဲ့နေရာမှာသွားလဲဆိုလို့ရှိရင်သူတို့ကသွေးခွေးတယ်ဒီအချင်းချင်းတိုက်အောင်နော်ဒီ KBA နဲ့ KNL နဲ့အချင်းချင်းတိုက်အောင်ဆိုပြီးမှသူတို့ကအဲ့လိုမျိုးရန်တိုက်တာအဲ့ဒီဖက်မှာသွားတာ သွားတဲ့ခါကျတော့ဒီဖက်ကလည်းတိတဲ့ခါကျတော့တို့အချင်းချင်းအရေးအလိုမဟုတ်တော့ဘူးတို့နားလည်မှုတွေလောက်ကြတဲ့ခါကျတော့အခုန DKB ရေကခွင်းပေးတယ်နောက်ခွင်းပေးတဲ့ခါကျတော့အခုဒီတိုက်ပွဲရဲ့အခြေချဖြစ်တယ်အဒီ90နဲ့နှစ်ယောက်မိနစ်ကပြောတာတရားเนาะတရားလို့ပြောတယ်တရားကျော်လို့ပြောတယ်ဒီနေ့ကတော့တတိယမှာတိကျတက်လာတာက90နဲ့နှစ်ယောက်လို့တက်လာတယ်ဆိုတော့အဲ့လိုမျိုးဝင်လာတဲ့အကောင့်တွေကိုနေပြီးတော့ဒီဖက်က KNL နဲ့ PDF တကနေပြီးတော့အဖကောင်အဲ့ဒီမှာဖိတ်ဆိုပြီးတော့တမလိုက်တယ် ခြေမုတ်လိုက်တယ်ဆိုတော့စကားကိုသုံးတာကိုတွေ့ရတယ်ခြေမုတ်တယ်ဆိုတာအဲ့ဒီတက်တစ်ခုလုံးကပျောက်ထွက်သွားတယ်နော်အဲ့ဒီ82ယောက်မှာ30ကျော်ဖမ်းခံရတယ်ဆိုပြီးမှတချို့မီဒီယာတွေမှာဖော်ပြရတယ်အများစုမှာတော့10ယောက်ဖမ်းခံရတယ်ဆိုတဲ့ဟာကိုဖော်ပြထားတာတွေ့ရတယ်ဆိုတော့ဟုတ်ဖက်မှာထိုင်းဖက်မှာပြေးသွားတာပြန်ပြီးတော့ပြေးသွားတာအဲ့ဒီမှာအယောက်ပေါင်း30ကျော်ရှိတယ်ကြံတဲ့လူတွေကြတော့ကလုံးမာလခီရဖြစ်သွားတယ်ဆိုတော့ အဲ့ဒီမှာတို့အဖန်ခံရတာအရှင်းဖန်ခံရတာတော့ဗီဒီယိုမှာချိရတဲ့ကျွန်တော်ရည်ချိတယ်ရည်ချိတဲ့အခါကျတော့30ကျော်ပဲเนาะအယောက်30ကျော်ကျွန်တော်တို့မတွေ့ရဘူးဒါပေမဲ့တချို့တည်င်းဌာနတွေမှာတော့အယောက်ပေါက်30ဆိုပြီးတော့ရေးထားတာတွေ့ရတယ်เนาะတကယ့်ဗီဒီယိုမှာတော့30ကျော်ပဲကျွန်တော်တို့တွေ့ရတယ်ဆိုတော့တခြားလူတွေရှိ ਉ မလားတော့ကျွန်တော်တို့မသိဘူးဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ဒီညတင်ပေးမယ်ဆိုတော့အဲ့ဒီတို့တကယ့်တိုက်ပွဲမှာအဲ့လိုမျိုးမြင်ပြမှာတိုက်တဲ့တိုက်ပွဲเนาะကြီးကြီးအဲ့ဒီမှာဆင်နွှဲတဲ့တိုက်ပွဲ အဲ့ဒါဟုတ်နေပြီးတော့ကျွန်တော်ညနေပိုင်းမှာတင်ပြမှာဖြစ်တယ်။တချို့မီဒီယာတွေမှာလည်းတက်နေပြီ။တချို့လူမှုကွန်ရက်ပေါ်မှာလည်းတက်နေပြီ။ဒါပေမဲ့ဒီမှာမမြင်ရသေးတဲ့လူတွေအတွက်เนาะအဲ့ဒီဗီဒီယိုကိုကျွန်တော်တက်ဆက်ပြမှာဖြစ်တယ်ညနေပိုင်းတင်ပြမယ်။ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ဖကန်ဖကန်မှာဆိုလို့ရှိရင်တော့မအလာကစစ်ကြောင်းနော်၃ချောင်းနဲ့ခွဲပြီးတော့တက်လာတယ်အဲ့ဒီမှာရောက်ပေါင်းက600နော်600အင်အားသုံးပြီးတော့တက်လာတယ်တက်လာတဲ့ခါကျတော့ဒီဖက်ကရေရင်နဲ့ပူပေါင်းအဖွဲတွေကနေပြီးတော့အဲ့ဒီမှာကြားဖြတ်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာတော်တော်ကုန် ကြဆုံများတယ်ဒါပေမဲ့ရှစ်တိုးပြီးတော့တက်လာတယ်နော်တော့အသေးခံပြီးတော့အဲ့ဒီမှာအတုံးယုံဖေပြီးတော့တက်လာတာပဲနော်တက်လာတဲ့ခါကျတော့အခုက parking parking မှာတော့မရောက်နေပြီနော်ဘုံခင်းမှာရောက်နေတယ်လုံခင်းမှာရောက်တဲ့ခါကျတော့အဲ့ဒီမှာသူတို့ကထောင်မှဝင်နေနော်ထောင်မှနေပြီးတော့ဒီကား6စီးဝင်ပြီးတော့ဒီအချင်းထောင်ကိုနော်ဝင်စီးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့ သူတို့အချင်းထောင်ကိုအရအပိုင်လို့တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာသူတို့ဒီကချင်းတင်းဌာနကဖော်ပြထားတာကတော့နည်းနည်းလေးဆုပ်ပေးလိုက်တယ်ဟပေးလိုက်တာပေါ့ဒီပြတော့ဒီအကြကြပြောသလိုနော်ဟပေးလိုက်တယ်ဟပေးလိုက်တယ်ဆိုတော့အခုဖတ်ကက်မှာရောက်နေပြီဒါပေမဲ့အဲ့ဒီစစ်ချောင်းကတော်တော်ကို အလိုလေးခံရတယ်အတော်ရုံးသေးတယ်ဒါပေမဲ့ဖတ်ကက်ကတော့ရောက်နေပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကဖတ်ကက် ဆိုတော့ဟုတ်ဖက်မှာဘုံဘုံဖက်မှာလည်းရှိသေးတယ်နော်ဘုံဘုံဖက်မှာကတော့ကြီးကျယ်အဲ့ဒီမှာတိုက်ပွဲတွေဖြစ်တယ်ဖြစ်တဲ့ခါကျတော့ခုလက်ကျန်နော်စကခ27 27ပဲကျန်တော့တယ်နော်အဲ့ဒီ27ရဲ့ကာကင်းကာကင်းလို့ပြောတဲ့ခါမှာတကယ်အရေးကြီးတဲ့ကာကင်းအဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ဒီအထက်မြင့်ပေါ်မှာဒီထော်တေတွေမှာနေပြီးတော့စနိုက်ပါနဲ့ထောက်ထားတယ်နော်စနိုက်ပါနဲ့အကြီးကြီးစော်တယ်နော်အဲ့လိုမျိုးအဲ့ဒီဟာကိုနေပြီးတော့အကုန်လုံးသိမ်းပိုက်လို့ရရှိပြီဆိုတော့မမောကလည်းမကြခင်ကျွန်တော်တို့အောင်ပွဲတွေရမယ့်အချိန်တွေတွေ့ရတယ်ဘာဖြစ်လဲဆိုတော့သူတို့ကနားလိုက်တယ်အချိန်တွေကို ခဏလေးသူတို့ပြင်ဆင်တယ်ပြင်ဆင်ပြီးလို့ရပြန်ပြီးတော့ထပ်တိုက်တယ်နော်အဲ့လိုမျိုးပြန်ဆုတ်တယ်နင်းနေလေးညင်သွားတယ်ပြန်ပြီးတော့ထပ်တိုးတယ်ဆိုတော့တိုးတိုင်းတိုးတိုင်းမှာကျွန်တော်တို့အောင်ပွဲတွေကထပ်ထပ်ရတယ်ဆိုတော့အစ်ဖေကတော့တိုးလို့ရတယ်နော်တိုးလို့ရတယ်မကြခင်ကြတော့မယ်ကျွန်တော်တို့ဒီဖက်မှာနခခငါဒီမောင်တို့ကိုတိုက်တာချိလိုက်နော်အဲ့လိုမျိုးတိုက်တယ်နင်း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 တိုးတယ်တိုးတယ်အချိန်တော့ပေးရတယ်ဒါပေမဲ့ကြတော့ကြသွားတာပဲဆိုတော့ဒီပုံပေါ်ကြလို့ရှိရင်တော့တို့အတွက်တော့ခုနကဖာကန်ကလည်းဒီအကင်ခံရမယ်နော်ဖာကန်ကခုနရောက်သွားတဲ့လူတွေပြန်ထွက်လို့မရတော့ဘူး ာဖြစ်လဲဆိုတော့ဒီဖက်ကဘလို့ဝိုင်းထားတာဖြစ်တယ်ဆိုတော့ခုလောလောဆယ်ဟပစ်ထားတယ်ဆိုတော့ကအဲ့ဒီဖက်မှာဝင်သွားအောင်နော်ဝင်သွားအောင်ဆိုတော့ပြတ်ထွက်လို့မရတော့ဘူးအဲ့ဒီလူတွေကထွက်လို့ရှိရင်တော့အသက်ပေါက်မြောက်များစွာပေးရတော့မယ်ခုနကဝင်သွားတဲ့ဒီဂျန်တဲ့ဒီ600မှာဘလောက်ဂျန်လဲတော့မသိဘူးနော်အဲ့ဒီမှာရောက်သွားတဲ့စစ်သားတွေကပြန်ထွက်လာဖို့ဆိုတာမလွယ်တော့ဘူးဆိုတော့ခုနကဒီမွန်ပေါ်ပေါ်ချလို့ရှိရင်တော့ခုနကဖက်ကန်လည်းတိတ်အချင်းနဲ့မကောင်းဘူးဆိုတဲ့ဟာကိုတွေ့ရတယ်နောက်ခုကကျွန်တော်တို့တက်တဲ့ဒီကောင်းလေးတစ်ခုတွေ့ရတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ဒီညမှာပဲခုနကဒီတိုက်ပွဲနဲ့ ရောပြီးတော့ကျွန်တော်တင်ပြမယ်အဲ့ဒါကကျွန်တော်တို့ RC ကား RC ဆိုတာက RSR radio C ဆိုတာက control ပေါ့နော် control ဆိုတော့ RC ကားဒီ radio နဲ့ control တာဒီပြတော့ remote နဲ့ control တာနော် control တဲ့ကားကားကိုတီထွင်အောင်မြင်သွားပြီဆိုတဲ့ဟာကိုဒီနေ့ဒီတပြေတော့ PDF ကနေပြီးတော့ထုတ်ပြန်တာကိုကျွန်တော်တို့ဗီဒီယိုကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီကားကိုကျွန်တော်တို့ remote နဲ့မောင်းတာနော်မောင်းပြီးတော့ဒီကျွန်တော်တို့တိုက်ပွဲတွေမှာသုံးဖို့အတွက်တို့တီထွင်တာနော်တီထွင်တာ အဲ့ဒီ RC car လို့ကျွန်တော်တို့နာမည်တက်ထားတာတွေ့ရတယ်ဆိုတော့ radio control အဲ့ဒီ remote control နဲ့မောင်းတဲ့ဟာဆိုတော့အဲ့ဒီဟာကဒီ PDF တွေအသေးအပြောက်နေအောင်เนาะနေအောင်နေနေတမြနေအောင်အသုံးပြုတဲ့နီးဆိုတော့အဲ့ဒီ car ကိုတီထွင်အောင်မြင်သွားပြီဆိုတော့အခုကပြည်သူလူထုတို့ကိုချပြနေပြီเนาะချပြနေပြီဆိုတော့အဲ့ဒီ video file ကိုလည်းကျွန်တော်တင်ပေးမယ်ဆိုတော့အဲ့ဒီ video file လည်းထွက်နေပြီเนาะထွက်နေပြီနောက်တစ်ခုကကျွန်တော်တို့ Mandalay တိုင်းမြင်းချံမြို့ပေါ်မှာဆိုလို့ရှိရင်တော့ခရိုင်ရုံရဲ့နောက်တစ်ခုကရဲတင်နန်းချောင်းရဲ့ ဇီချန်ဂိတ်နေပြီးတော့စကောဝါဂိတ်အဲ့ဒီဂိတ်လေးခုကိုနေပြီးတော့တပြိုင်တည်းဝင်ပြီးတော့ဒီမြင့်ချံမှာဝင်ပြီးတော့တိုက်တယ်နော်တိုက်တဲ့ခါကျတော့အဲ့ဒီမှာဖြူစောတီစကားစအရောက်ပေါင်း၈ယောက်သေးတယ်နော်အဲ့ဒီမှာလည်းတပြိုင်တည်းဝင်ပြီးတော့တိုက်တယ်နောက်တစ်ခုကကျွန်တော်တို့ပခိုးတိုင်းအုပ်ဖုံမြို့နယ်မှာရှိတဲ့ထန်းတပင်ရောပါဆိုလို့ရှိရင်တော့ဘိုးယုံစုအဲ့ဒီမှာအင်အား30ရှိတယ်နော်စကားစအင်အား30ရှိတယ်ဆိုတော့အဲ့ဒါကိုဒီဖက်က PDF တွေကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ၈ယောက်သေးတယ်နော်ဂျန်တဲ့လူတွေကျတော့အဲ့ဒီမှာလုံးဝ နော်မခံရဲတော့ဘူးမခံရဲတဲ့ခါကျတော့ခွေးပြေးဝဲပြေးပြေးရတယ်အဲ့ဒီစခန်းကိုဆုံးခွာပြီးတော့ဖက်ပြေးကုန်တယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းတွေ့ရတယ်နောက်ခုက MND ရဲ့တင်ပိုက်ထားတဲ့တင်းနေတင်းနေမှာဆိုလို့ရှိရင်တော့တရုတ်ရဲ့လုံငန်းရှင်တွေတော်တော်ကိုဝင်လာနေတယ်ဆိုတဲ့သတင်းကိုတွေ့ရတယ်ဆိုတော့တရုတ်ရဲ့လုံငန်းရှင်တွေကဟိုဘက်ကတရုတ်နိုင်ငံက တ်တဲ့နံပါတ်ပြားတယ်နံပါတ်ပြားတွေနဲ့ကားတွေနဲ့အတိတ်ပြတော့ဟိုဖက်ကားတွေဒီဖက်မဝင်လာတဲ့တင်းနေဖက်မှာဆိုတော့ကို MNA တင်းပိုက်ထားတဲ့နေရာတွေမှာကြတော့နော်ဒီရုပ်ကစစ်ဆက်ညှိနှိုက်ပေးတဲ့ခါကြတော့အဲ့ဒီနေရာတွေမှာဆိုလို့ရှိရင်ပတ်စံလဲဒီရုပ်ပတ်စံပဲဖုန်းလဲဒီရုပ်ဖုန်းလိုင်းပဲနော်မီအကုန်လုံးပဲဆိုတော့ခုကားတွေတောင်မှအဲ့ဒီနံပါတ်ပြားတွေကအကုန်လုံးဟုတ်ဖက်တက်တဲ့နံပါတ်ပြားတွေဖြစ်နေတယ်။နော်အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေကအကုန်လုံး ပြောင်းပြီးတော့တင်းနေမှာဝင်လာတဲ့ခုန MND ရဲ့ထင်းချုပ်ထားတဲ့နေပြည်တော်မှာဝင်လာတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အစ်ပြရတော့နော်တရုတ်ဟာဆိုလို့ရှိရင်တမန်နိုင်ငံကိုမျိုးတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နော်တစ်ဖက်ပြီးတစ်ဖက်နော်တစ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 အခုတော့မှ နော်ဒီတိုက်ပွဲဖြစ်လို့ဒါကျွန်တော်တို့သိတာနော်တိုက်ပွဲဒီဒေါ်လာရဲ့အတ္တကိုမအလားကိုကျွန်တော်တို့ကချေစုတင်ရမှာဘာဖြစ်ဆိုတော့တရုတ်ရဲ့လောက်ရက်တွေအရဆိုလို့ရှိရင်ဘလောက်တိနော်အဲ့ဒီမှာမြန်မာနိုင်ငံမှာရှိနေတယ်လို့ဆိုတဲ့ဟာကိုဒီဒေါ်လာရဲ့ဖြစ်တဲ့ခါကျမှပဲကျွန်တော်တို့ကွန်းကွန်းကွက်ကွက်မြင်ရတယ်နော်မြင်ရတယ်မင်းသားကောင်းဆောင်းတယ်ဒါပေမဲ့ဘလူးပဲအဲ့ဒါကတရုတ်နိုင်ငံပဲနော်အခုမြန်မာနိုင်ငံမှာအကြီးအကျယ်ဝင်လာနေတယ်ဆိုတော့ဒီဒေါ်လာရဲ့ဖြစ်မှာပဲကျွန်တော်တို့သိရတယ်မဟုတ်လို့ရှိရင်တော့အကုန်လုံးမျိုးပြီးမှပဲသိရမှာဆိုတော့အခုကတော့ကျွန်တော်တို့သိပြီဆိုတော့ဒီဒေါ်လာရဲ့အပွက်တွေနိုင်လို့ရှိရင်တော့တရုတ်ကလည်း က်လက်လန်မှာပဲเนาะပက်လက်လန်နံမှာပဲဘာဖြစ်လို့လဲဆိုတော့เนาะ ဒီတရုတ်ကိုမြန်မာနိုင်ငံသားတွေကလုံးဝမချိုက်တော့ဘူးเนาะအစိုးရတည်းတက်လာလို့ရှိရင်တော့သူတို့လုတ်ချင်တယ်လို့လုံးလုံးမရတော့ဘူးဆိုတဲ့အခြေအနေမျိုးကိုတော့တွေးရလိမ့်မယ်နောက်တစ်ခုကတပြေလုံးအတိုင်းအတိုင်းနဲ့ထိုးစစ်တွေကိုဆင်ဖို့အတွက်ရှိနေတဲ့အခြေအနေတွေဖြစ်နေတဲ့အခါကျတော့တိုက်ပွဲတွေအချိန်မြင့်လာနိုင်တယ်မြင့်လာမယ်ဆိုတဲ့ဟာကိုအမင်းကိုယ်နိုင်ကနေပြီးတော့ကျွန်တော်တို့ပြောတာကိုတွေးရတယ်အတိတ်ပြရတော့ပြည်သူလူထုတွေကိုအကူအညီတောင်းတယ်တိုက်ပွဲတွေကဆိုလို့ရှိရင်တနိုင်ငံလုံးတစ်တိုင်းပြည်လုံးထိုးစစ်တွေဆင်ဖို့ရှိတယ်ဒီအခြေအနေတွေကြောင့်တော့ပြည်သူလူထုတွေပါဝင်ကူညီကြဖို့အားဖြည့် ေချာဖို့နော်အတိပြရတော့အလှူတောင်းကြတာပေါ့နော်အလှူတောင်းတယ်နော်ပတ်စံတွေအရင်တော့ကလည်းသူတို့ကလည်းရခဲ့ပါပြီနော်ရခဲ့ပါပြီဆိုတော့အဲ့ဒီပတ်စံတွေကလည်းဘယ်မှာရောက်တယ်ဘယ်မှာပျောက်တယ်ဆိုတဲ့ဟာကိုပြည်သူလူထုတွေကတော်တော်ကိုအော်နေတယ်နော်အော်နေတာရှင်းတန်းတို့ထုတ်ပေးပါပါပါညာပါနဲ့ဆိုတော့အခုတက်ထီတော့ရှင်းတန်းတော့မထုတ်သေးဘူးအသွင်ကူးပြောင်းရေးအစိုးရအသစ်တက်လာမှရှင်းတန်းတွေထုတ်ပေးမယ်ဆိုတဲ့ဟာကိုတော့စကားပြန်ခံထားလာတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကခရင်ပြင်းနေမြပတိမြို့မှာဆိုလို့ရှိရင်တော့ ဒီကြားဖြန်းတွေရွှေကုတ်ကိုတော့ဘာလို့တော်တော်ကြားဖြန်းရှိတယ်ဒီရောက်ကဖိအားပေးတဲ့ခါကျတော့တော်တော်ကိုဖမ်းတယ်ဖမ်းပြီးတော့အခုတတိပဲเนาะတချို့လူတွေကိုအခုလွှတ်နေတယ်အဲ့ဒီဟာကကျွန်တော်တို့ဗီယက်နမ်နိုင်ငံက တချို့ပါတယ်ပြီးလို့ရှိရင်တော့ချက်သမန္တနိုင်ငံကတချို့ပါတယ်အဲ69ယောက်ကို BGF ကနေပြီးတော့ဒီ message ကိုတွေးပေးထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့သူတို့ဖမ်းထားတယ်ဖမ်းထားတဲ့ယောက်ကျွေးမွေးထားရတယ်ဆိုတော့ဒီ BGF တော့နင်းနေတော့ budget တော့ထိတာပေါ့ဒါပေမဲ့ဘာမှတော့မဖြစ်ပါဘူးเนาะဘာဖြစ်ဆိုတော့ကြားဖြတ်ရတော်တော်ပတ်စံရှိတယ်ဆိုတော့တကယ့်အကြီးကြီးတွေဥဆောင်ပြီးတော့လုပ်တဲ့ခါကျတော့အဲ့လောက်ကုန်ချစရတော့သူကုန်ချတာမဟုတ်ပါဘူးเนาะကြားဖြတ်နေပြီးတော့အကုန်လုံးခံပါမယ်ဆိုတော့အခုဖမ်းနေစီးတယ်ဆိုတာကခုနကအလုပ်လုပ်တဲ့လူတွေပဲအဲ့ဒီမှာတကယ့် ဂျုံခံရတဲ့လူတွေအဲ့ဒီမှာဂျုံပိတ်ခံပြီးတော့သူတို့ခိုင်းသမျှကိုလုတ်တဲ့လူတွေကိုပဲဖမ်းတာတကိတ်လုပ်ငန်းရှင်တွေကိုဖမ်းတာမဟုတ်ဘူးဆိုတော့အခုတော်တော်ဖမ်းတော့ပို့နေတယ်ဆိုတော့ဘာပဲပြောပြောဘာမှမလုတ်တာထဲတော့နေနေတော့နော်တက်တာယုံတော့ရှိတာပေါ့နော်ဆိုတော့ဒါပဲပဲဘာမှတော့အမြင့်ပြောင်းတော့မလုတ်နိုင်ဘူးဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့သိရတယ်ဘာဖြစ်ဆိုတော့ခိုင်းတဲ့ကကိုယ်တိုင်ကလိုလိုလားလားတကိတ်အဲ့ဒီထဲမှာနော် အဝင်ပတ်သက်နေတဲ့ခါကျတော့လုံးဝမလုပ်နိုင်ဘူးဆိုတဲ့ဟာကိုတော့ဒီအချင်းရာကိုချစ်ချင်အဖြစ်ကျွန်တော်တို့သိနိုင်တယ်နောက်တစ်ခုကဘ ਹੁ ပန်နောက်ဘ ਹੁ ပန်မြန်မာနိုင်ငံရဲ့ဒီဘ ਹੁ ပန်ကနေပြီးတော့ဆက်ဆက်ထင်းချုပ်ထားတာဟုတ်ဆိုတော့အဲ့ဒီကနေပြီးတော့ဒီ 73C ကားတွေမှာသုံးတဲ့ 73C ပေါ့နော် 73C ကိုတင်ပို့ဖို့အတွက်ဘာလို့လဲဆိုတော့ဒေါ်လာလိုတယ်နော်ဒေါ်လာကိုနေပြီးတော့အခုသန်းပေါင်း နော်တန်ပေါင်း30ထုတ်ရောက်မယ်ဆိုတော့မြန်မာနိုင်ငံရဲ့ငွေကြေးအရဆိုလို့ရှိရင်တော့4430 4410 4400စသဖြင့်ဒီလောက်တော့ကျတယ်နော်ပြန်တက်တယ်အဲ့ဒီပေါင်းဝင်ချက်မှာပဲရှိတော့တယ်ဆိုတော့ဒီပေကတော့တည်ငြိမ်မှုကဘယ်လောက်မှရှိလဲဆိုလို့ရှိရင်4400ဒေါ်လာကို4400တော့ပုံမှန်ရှိနေတယ်နော်အဲ့ဒီမှာတက်အကြတော့ရှိတယ်4400 30 4410 20စသဖြင့်အဲ့လိုမျိုးအပြောင်းလဲတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုဘဟုပန်ကနေပြီးတော့73စီကိုဝယ်ဖို့အတွက် ဒီ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာတန်ပေါင်း30ထုတ်ရောက်နေဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကဒီနိုင်ငံခြားသတင်းတစ်ခုအနေနဲ့ကျွန်တော်တို့မြောက်ကိုရီးယားနော်မြောက်ကိုရီးယားမှာကျွန်တော်တို့ဒီတင်ပေါ်တန်ပေါင်း9000တန်ချိန်အလေးရှိတဲ့ဒီနျူကလ িয়ার တင်ဆောင်နိုင်တဲ့ဒီတင်ပေါ်ကိုသူတို့က ဆောက်တယ်ဆောက်ပြီးတော့ရေပြင်မှာချတဲ့ပွဲတစ်ခုကိုလုပ်တယ်လုပ်ပြီးတော့ကြည်နေတဲ့အချိန်မှာပဲချတဲ့အချိန်မှာပျက်စီးသွားတယ်နော်ပျက်စီးသွားတယ်ပျက်စီးသွားတဲ့အခါကျတော့အဲ့ဒီမှာတော်တော်ကိုသိခါကျသွားတယ်ကွန်ပျူတာစိတ်လည်းအများကြီးအဲ့ဒီမှာဖြစ်တဲ့အခါကျတော့အဲ့ဒီမှာပါဝင်ပတ်သက်တဲ့လူ၄ယောက်အဲ့ဒီပဲတော့ဆောက်လို့ရတယ်ပဲဖြစ်ဖြစ်ပါပဲဖြစ်အဲ့ဒီမှာဥဆောင်တဲ့လူ၄ယောက်ကိုသူဖမ်းတယ်ဖမ်းပြီးတော့အခုတည်တန်းချမှတ်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့မြောက်ကိုရီးယားကတော့အခုနောက်သူမကြိုက်ဘူးဆိုလို့ရှိရင်အကုန်လုံးသူဦးလေးရောဘာရောအကုန်တတ်ပစ်လိုက်တာနော်တတ်ပစ်လိုက်တာသူတယောက်ထဲပဲနော်အဲ့လိုမျိုးဘိုးပဲအဲ့ဒါကြောင့် ဒီတရုတ်တို့မြောက်ကိုရီးယားတို့ရုရှားတို့ဆိုတာသမတလုံးဝပြောင်းလဲမရှိတော့တစ်သက်လုံးပဲအဲ့ဒါကိုနေပြီးတော့သူ့ယူဖို့အတွက်အခုမှအလားလဲစူးစမ်းနေတာတကယ်တမ်းဒီဒေါ်လာရဲ့မအောင်မြင်ဘူးဆိုလို့ရှိရင်မအလားကတစ်သက်လုံးပဲပြီးလို့ရှိရင်တော့ဘာအလားပြီးလို့ရှိရင်တော့ခုနကသူ့ရဲ့သားသမီးတွေတက်လာနိုင်မယ်ဆိုတော့အဲ့ဒါကမျိုးစင်ပုံဆက်တက်လာမယ်ဆိုတော့အခုရုရှားတို့ဒီတိုင်းပဲဒီမြောက်ကိုရီးယားလည်းဒီတိုင်းပဲပြီးလို့ရှိရင်တော့တရုတ်အခုသူရဲ့ဆရာတရုတ်ဆိုတော့သူဖက်ရလူလေအကုန်လုံးချိလို့ရှိရင်သူတငယ်ချင်းတွေအကုန်လုံးကလုံးဝမဆင်းတော့ဘူးเนาะဆိုတော့အဲ့ဒါကိုနေပြီးတော့မာလာလည်းတော်တော်ကိုကြိုက်တယ် ကြိုက်တယ်ဆိုတော့အခုမြောက်ကိုရီးယားကတော့သိခတ်ကြတဲ့အတွက်ကြောင့်အဲ့ဒီတင်ဘော်တီဆောက်တဲ့လူပတ်ဝန်းပတ်သက်တဲ့လူ၄ယောက်ကိုသေတံချလိုက်တယ်နောက်တစ်ခုကယူကရိန်းနဲ့ရုရှားယူကရိန်းနဲ့ရုရှားမှာဆိုလို့ရှိရင်တော့အခုရုရှားကပို့ပို့ပြီးတော့တိုက်ပွဲတွေဆိုလို့ရှိရင်ဒီယူကရိန်းရဲ့မြို့တော်ကိုပစ်တယ်လူတွေအသေးပျောက်တော်တော်များတယ်ဒီသမ္မတထရန်ကတော့သူမတက်ခင်မှာမေးဆွေပွဲတွေမှာပါပြောလို့ဆိုတော့သူတက်တာနဲ့24နာရီမှာနော်အပစ်ခတ်ရက်စီရမယ်ဆိုတော့ပူတင်ကငါ့ကိုကြောက်တယ်ဆိုတာနော်အခုကတော့ဘာမှအလုပ်လုပ်မရတော့ဘူးပူတင်ကအယူလို့ပြောလို့ပြော နော်အဲ့လိုမျိုးခိနေပြီနော်ဖူတင်ကအယူလို့ပြောတယ်ဆိုတော့အခု Russia ကိုပြစ်ဖို့အတွက်ဒီခုနကလက်နက်ပစ္စည်းတွေဆိုလို့ရှိရင် Ukraine ကိုထောက်ပံ့တယ်ထောက်ပံ့တဲ့အခါကျတော့အဲ့ဒီထောက်ပံ့တဲ့နိုင်ငံတွေကဖြစ်သေးတော့ Germany တို့ USA တို့တကိတ်နော်အဲ့ဒီမှာပေးထားတဲ့မဟာဗျူဟာလက်နက်ရှိတယ်နော်မဟာဗျူဟာလက်နက်ရှိတယ်အဲ့ဒါက Ukraine ကနေပြီးတော့ Russia ကိုပြစ်လို့ရတယ်မျိုးအထိပြစ်လို့ရတယ်အဲ့ဒီလက်နက်တွေကိုသူတို့ပေးထားတယ်ဒါပေမဲ့ပြစ်ခွင့်လုံးဝမပေးသေးဘူးနော်မပေးသေးတဲ့အခါကျတော့အခုက Russia က ဒီအပြစ်ခရက်စစ်တွေပါတယ်ပြောတယ်ထပ်ပြေတယ်ဆိုတော့လူတွေအများကြီးသိတယ်အဲ့ဒါကိုနေပြီးတော့အခု ပြင်သစ်ရဲ့ဂျာမနီရဲ့ဒီ USA ကနေပြီးတော့ထုတ်ပေးထားတဲ့တာလက်ပြစ်တာဝဲပြစ်အဲ့လိုမျိုးလက်နက်တွေကိုခွင့်ပြုလိုက်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့လိုမျိုးခွင့်ပြုလာလေလေကျွန်တော်တို့နျူကလ িয়ার ရဲ့လက်နက်ကိုဖုံးဖို့အတွက်ပို့ပို့ပြီးတော့နှိလာတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ကမ္ဘာသတင်းတစ်ခုအနေနဲ့ကျွန်တော်တင်ဆက်ပေးခြင်းနဲ့ဆိုတော့ဒီနေ့နော်မေလ28ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် आका सब्स्क्राइब गर्ने के खलो घने पेचा आ गएछ न भिडियो